င်္ဂလာပါရှင်။တောင်လင်းထိုင်ရဲ့မေလ16ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်ရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင် Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်ကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြိုက်ထို့တိုက်ပွဲကြောင့်ဒေသခံ3000နီးပါးထပ်မံထွက်ပြေးနေရတဲ့တဲ့ လောင်လုံးမှာစစ်တပ်နဲ့ပတ်သက်ဆက်နွယ်သူ6ဦးကို PDF ဖမ်းဆီးခဲ့တဲ့တဲ့တင်။မဲလစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးထွက်ပြေးသွားတဲ့တဲ့တင်။စစ်ကောင်စီရဲ့ရွေးကောက်ပွဲပေါ်အစုအဖွဲ့ကြားအမြင်မတူဘူးလို့အပြည့်အဝခုနှစ်ဖွဲ့ပြောလိုက်တဲ့တဲ့တင်ကိုပါရှုစားကြရမှာပါ။နိုင်ငံတကာတဲ့တင်တွေမှာတော့ UAE မှာအကြီးမားဆုံး AI အဆောက်အအုံ American တည်ဆောက်မဲ့တဲ့တင်။ ငလင်ကြောင့်အထက်မြင့်အဆောက်အဦပြိုးကျမှုနဲ့ဆက်ဆက်သူတွေကို ထိုင်းတရားရုံးဖမ်းဝရမ်းထုတ်လိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါမိုးပြီးနဲ့တိုက်ထုံမြွနယ်ထဲမှာဖြစ်ပွားနေတဲ့နှစ်ဖက်တိုက်ပွဲတွေနဲ့အတူစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ၃000နီးပါးဟာထပ်မံထွက်ပြေးနေရတယ်လို့ KNU တထုံခရိုင်ရဲ့အချက်လက်တွေကသိရပါဗျ။စစ်ကောင်စီတပ်မေလာ၁၇ရက်နေ့ကဆလို့ကြိုက်တော်မြို့နယ်ဝင်းကန်ကျေးရွာအုပ်စုထဲကိုနေစင်တဲ့မြလက်နက်ကြီးနဲ့လေးချောင်းတိုက်ခိုက်မှုတွေပုံမပြုတ်လောက်လာဖြစ်ပါတယ်။ဒါအပြင်မေလာ၁၆ရက်နေ့မှာလည်းဝင်းကန်ကြီးရွာထဲကိုအင်အားအလုံးရင်းနဲ့ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲတွေနဲ့အတူစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ဝင်းကန်ဘောကထာကြောက်ရည်တွင် ကလောမြောင်ရှမ်းစုနဲ့အညာစုကျေးရွာတို့ကဒေသခံပြည်သူ2922ဦးတင်းရှောင်နေရတာပါ။နေရစွန်ကထွက်ပြေးတင်းရှောင်နေရတဲ့ဒေသခံပြည်သူတွေဟာနေရထိုင်ခင်စားနပ်ရိက္ခာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ခရင်မျိုးသားစီယုံခရင်ယူတထုံခရအတွင်းရေမူဗဒိုစောရေးနိုင်ကတန်လွင်ထားမှုပြောပါရယ်။ပြီးခဲ့တဲ့မေလ10ရက်နေ့နဲ့17ရက်နေ့တို့မှာ ဝင်းကန်ကြီးရွာမှာစစ်ကောင်စီတပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၁၈လုံးထိမှန်ပျက်စီးထားပါတယ်။စိုက်ထုံမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့လေးချောင်းတိုက်ခိုက်မှုအပါအဝင်စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေကြောင့်နှစ်ဖက်တိုက်ပွဲတွေပုံမပြင်းထန်လာနိုင်တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေကအသိပေးထားပါတယ်။ KNU တထုံခရိုင်ရဲ့အချက်အလက်တွေရစိုက်ထုံမြို့နယ်ထဲမှာပြီးခဲ့တဲ့ဧပြီလနောက်ဆုံးပတ်ကစလို့ပြင်းထန်လာတဲ့နှစ်ဖက်စစ်ရေးအခြေအနေတွေကြောင့် စစ်ဆောင်ပြည်သူတပေါင်းကျော်အထိတိုးလာခဲ့တာဖြစ်ပါတယ်။တနင်္လာတိုင်းဒဝဲခရိုင်လောင်းလုံးမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ပတ်သက်ဆက်နွယ်မှုရှိနေတဲ့ဒေသခံ9ဦးနဲ့ပြည်စော်တီတူးကိုဖမ်းဆီးခဲ့တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေသိရပါတယ်။လောင်းလုံးမြို့နယ်စံလန်ကြီးရွာရှိစစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဒေသခံ6ဦးကိုပြီးခဲ့တဲ့မေလ10ရက်နေ့မနက်စောပိုင်းမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ ဆန်းလန်းကြီးရွာရှိ ရေလုံငန်းလုတ်ကင်နေတဲ့အသက်60အနှစ်ရွယ်ဒေါ်အောင်ကြီးနဲ့အသက်36နှစ်ရွယ်တမီးဖြစ်သူဒေါ်စင်မဆိုပြူစောတီဦးသိန်းစောအသက်58နှစ်ရွယ်ဦးအောင်မိုးနဲ့အသက်33နှစ်ရွယ်တားဖြစ်သူကိုရှင်းသူရိမိုးအသက်33နှစ်ရွယ်ကိုစောစောငိမ့်တို့ကိုဖမ်းဆီးခဲ့တယ်လို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်သူဖြစ်ကြော်ကြတဲ့ဒေါ်အောင်ကြီးရဲ့နေအိမ်ကိုရှာဖွေခြင်း မူးယစ်စင်ရောင်းဝယ်စာအုပ်နဲ့အတူ WI 18ပြားရေတပ်စစ်သင်္ဘော CO ထံစစ်ကြေးကောက်ပေးတဲ့စရင်စစ်ကြောင်းမှုအပါအဝင်စာရဖာပူကြီးနေပြီးတော့ဘိုးတွေနဲ့အကြီးပိုင်းအရာရှိတွေရဲ့ဖုန်းနံပါတ်တွေရေးမှတ်ထားတဲ့မှတ်စုစာအုပ်ကိုသိသိရမိခဲ့တယ်လို့ဆိုပါတယ်။သူတို့နှစ်ဦးရဲ့လက်ကင်ဖုန်းကို စစ်ဆေးကြရာစစ်ကောင်စီအပါအဝင်ကြောင်နေမော်ပြူစော်တီချစ်စမ်းမောင်နဲ့ဆက်သွယ်ပြောဆိုထားတဲ့အပြင်ဖမ်းဆီးချိန်ကအိမ်မှာကြံရည်သူမရှိတော့တာကြောင့် ရွှေငွေနဲ့ဆိုင်းရဲသုံးစီးကိုလည်းလုံခြုံရေးရထိမ့်သိမ်းခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဥအောင်မိုးနဲ့သားဖြစ်သူအိုရှိန်သူတွေမိုးတို့ဟာစစ်ကောင်စီရဲ့လက်ခတ်တောင်တာဝါတိုင်းစခန်းကုန်းနဲ့ဆက်သွဲကတိုင်ကြားမှုတဲ့ဖြစ်စဉ်ကြောင့်ဖမ်းဆီးခံရသူတွေအများအပြားရှိခဲ့ပြီးကားတစ်စီးနဲ့ဆိုင်းကဲတစ်စီးကိုပါထိမ့်သိမ်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကိုရှိန်သူတွေမိုးရဲ့ထွက်ဆိုချက်ကိုမူတည်ပြီးနောက်နောက်စစ်ကောင်စီနဲ့မပတ်သက်ဖို့တတိပေးခဲ့ပြီးခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းက တင်စီခဲ့တဲ့ကားနဲ့အတူပြန်လွတ်ပေးခဲ့တယ်လို့ပြောပါရယ်။လက်ရှိအချိန်မှာဆန်းလန်းကျေးရွာရှိ စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်နေတဲ့ဒေသခံ၄ဦးနဲ့ပြူစောတီတူကိုဆက်လက်ဖမ်းဆီးထားပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်းလုံဆောင်သွားမယ်လို့သိရပါရယ်။ပြီးခဲ့တဲ့မတ်လကလည်းတနင်္လာနေ့တိုင်းမှာစစ်ကောင်စီတပ်ကအကြောင်းအမျိုးမျိုးပြဖမ်းဆီးခဲ့တဲ့အရသာပြည်သူ334ဦးရှိခဲ့ပြီး63ဦးသာပြန်လွတ်လာခဲ့တယ်လို့ ဒေတာရင်းသူစေတနာအဖွဲ့ဖြစ်တဲ့ FF5 တနင်္သာရီရဲ့အစီရင်ခံစားရတည်ရပါတယ်။ထမမီစစ်ကောင်စီအာဏာသိမ်းထားတဲ့1565ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူရဲ့နောက်ဆုံးရရှိထားတဲ့စီးရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အာနာသိန်းစက်ကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1565ရက်တွင်အကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6682ဦးအထိရှိလာပြီဖြစ်ပါတယ်။ ဒါ့အပြင်ဖမ်းဆီးထိန်သိမ်းခံထားရသူ2948ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9000အထိရှိလာပြီဖြစ်ပါတယ်။မွန်ပြည်နယ်မှာတော့အနာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးတင်းသောများကုညီစောင့်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ င်ပြည်နယ်လှိုင်းပွဲမြို့နယ်ကစစ်ကောင်စီတပ်ရဲ့မော်ကွေးလူမဲလာစခန်းကို KNL ပူပေါင်းဖွဲ့တွေကအပိသက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီးစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတွေဟာထွက်ပြေးသွားခဲ့ကြပါတယ်။ဒီအကြောင်းကိုတော့အေမီယောင်ကတင်ဆက်ပေးထားပါတယ်။နှိုင်းမြမအနေနဲ့ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ရှိစစ်ကောင်စီတပ်ရဲ့မော်ကွေးလူမဲလာစခန်းကို KNL ပူပေါင်းတပ်ဖွဲ့ကပြီးသက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီးစကန်သိန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားခဲ့တယ်လို့ နေဆက်သတင်းမီဒီကတန်လွင်တိုင်းကိုပြောပါရယ်။ထိုင်းမြန်မာနေဆက်နာတောင်ရင်မြစ်ကမ်းပြီးမှရှိတဲ့မော်ကွင်းလူမေလစစ်ကောင်စီစကန်းကို မေလ15ရက်နေ့မနေ့ပိုင်းမှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်မခုနှစ်ကရင်မျိုးသားကာကွယ်တပ် KNDU တို့ကစတင်ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်ပါရယ်။မော်ကွင်းလူမေလစကန်းသိန်းတိုက်ပွဲစတင်ဆင်နွှဲပြီးတရက်ကြာမေလ16ရက်နေ့မနေ့6နာရီချိန်ကမှစကန်းတစ်ခုလုံးကို KNL KNDU တပ်ဖွဲ့ကအပြည့်အစုံရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေများပြားကိုလည်းတင်းဆဲရရှိခဲ့တယ်လို့နေဆက်သတင်းမြင့်တွေကဆိုထားပါတယ်။စကန်းစွန့်ခွာထွက်ပြေးခဲ့ကြတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNL, KNDU တပ်ဖွဲ့ကတိုင်းလန်ရှင်းလင်းလှုပ်ဆောင်နေပြီးအဲ့ဒီတိုက်ပွဲကြောင့်ထိုင်းစစ်တပ်က နေဆက်ဒေသလုံးကျုံကြီးကိုမျက်ခြေမပြတ်စောင့်ကြည့်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာမော်ပွေးလူမဲလာစကန်တင်ပိုက်ခံရတဲ့အတွက်မေလ16ရက်မနေ့ပိုင်းမှာလေးနဲ့လာရောက် ုံကျဲတခိုက်တာတွေလှုပ်ဆောင်နေပြီးတိုက်ပွဲကြောင့်ဒေသခံရဲသား400ကျော်ဟာထိုင်းဘက်ကိုရောက်ရှိခိုးလုံနေတဲ့အတွက်ထိုင်းစစ်တပ်ကလက်ခံဆောက်ရှောက်ကူညီထားပေးတယ်လို့ထိုင်းနေဆက်သတင်းမြစ်တွေကဖော်ပြထားပါတယ်။ KNU ဖအန်ခိုင်တပ်မခွနဲ့မြေပိုင်ကျုံမြို့နယ်ထဲမှာစစ်ကောင်စီစတက်စကန်တွေကိုပြီးခဲ့တဲ့မက်လာပိုင်းကစကား KNN KNDU တပ်ဖွဲ့တွေကထိုးစစ်ဆင်မှုလှုပ်ဆောင်ခဲ့ရာပူးလူတူတခေါ်ပီခီမော်ဖာသူ တာလေစတဲ့စကန်တွေတစ်ခုပြီးတစ်ခုဇက်တိုက်သိမ့်ပတ်ရရှိခဲ့ပြီးအခုခါမှာမော်ဘွေးလူမေလစကန်ကိုထပ်မံသိမ့်ပတ်ရရှိခဲ့တာပါအဲ့ဒီနယ်မြေတွေမှာတော့ဒေါနာတောင်တန်းပေါ်နော်တရာတောင်ထိပ်ကနော်တရာစကန်နဲ့မော်ဖိုးကေစကန်တို့ကြန့်ရှိနေသေးပြီးကြန့်ရှိတဲ့စကန်တစ်ခုကိုတော့ KNN KNDU တပ်ဖွဲ့အနေနဲ့ဆက်လက်ထိုးစစ်ဆင်သွားအောင်မှာဖြစ်တယ်လို့စီးရီးသတင်းမြစ်တွေကသုံးသပ်ထားပါတယ်။ KNU တက်မှခုနှစ်နေမြေ ထိုင်းနေစစ်နာကစကန်းသိန်းတိုက်ပွဲချင်းနေနဲ့တက်မှာ6နဲ့မီကော့ဂရိတ်ဂျုံကျူးမြို့ကတိုက်ပွဲချင်းနေတွေကြောင့်စစ်ကောင်စီတပ်ဟာပြင်းပြင်းနဲ့မြို့တော်ဖန်အမျိုးပေါ်မှာခံစစ်ပြင်းစင်မှုတွေလုံခြုံရေးတင်းကျပ်တာတွေပြင်စစ်သည်မော်တွေခြားထားပြီးကင်းချစောင့်ကြည့်တာတွေပြုလုပ်နေတာဖြစ်ပါတယ်အပြည့်ရမဟာမိတ်ခုနှစ်ဖွဲ့အနေနဲ့နိုင်ငံရေးအခင်းကျင်းရအမြင်အမျိုးမျိုးရှိနေတဲ့အပေါ်ရွေးကောက်ပွဲကြောင့်ပြည်သူတွေပြည်ပခအသက်တစ်ခုကြုံတွေ့ရမှာကိုစိုးရိမ်တယ်လို့ ပြောခွင့်ရပုံမူကြီးစောကျော်ညွန့်ကပြောပါတယ်။ဒီသတင်းကိုတော့ဝိုင်းလေးကတင်ဆက်ပေးထားပါတယ်။ဒီနှစ်ကောက်မိုင်းမှာစစ်ကောင်စီအပိုင်းလိုက်ကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အစုဖွဲ့တွေကြားမတူညီတဲ့အမြင်သဘောထားတွေရှိနေတယ်လို့အပြည့်ရမဟာမိတ်ခုနှစ်ဖွဲ့ပြောခွင့်ရပုံမူကြီးစောကျော်ညွန့်ကတန်လွင်တိုင်းကိုပြောပါတယ်။လက်ရှိဖြစ်ပွားနေတဲ့နိုင်ငံအနှံ့လက်နက်ကိုင်ပြပခါတွေကျေပြန့်လာမှုနဲ့အတူငလျင်တန်ကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန်မှာရွေးကောက်ပွဲအပေါ်ဘလောက်ဆက်ဝင်စားမှုရှိနိုင်မလဲဆိုတာစိန်ခေါ်မှုတည့်ရရှိနေတယ်လို့ဆိုပါတယ် ဒါအပြင်အစိုးဖွဲ့တချို့ကတော့ရွေးကောက်ပွဲကနေအရက်သားအုပ်ချုပ်ရေးကိုတက်လှမ်းနိုင်တဲ့အမြင်ရှိတယ်လို့တချို့ကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုပြန်လည်ရောက်ရှိသွားမယ့်အပေါ်စိုးရိမ်ပူပန်တာကြောင့်မလူလားအတဲ့အစိုးဖွဲ့တွေလည်းရှိနေပြန်ပါသည်အပြည့်ရဲ့ဗမာခေတ်ဖွဲ့အနေနဲ့နိုင်ငံရေးအခင်းအကျင်းအရအမြင်အမျိုးမျိုးရှိနေတဲ့အပေါ်ရွေးကောက်ပွဲကြောင့်ပြည်သူတွေပဋိပက္ခအစ်တတခုထပ်မံကြုံတွေ့ရမှာကိုစိုးရိမ်တယ်လို့ပုံမူကြီးစောကျော်ရွံကပြောပါသည်ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ အကောင်းတယ်ဆိုးတယ်မပြောဘဲနဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းအကျင်းအရာကျွန်တော်တို့ပြည်သူပြည်သားမှာကျွန်တော်တို့နိုင်ငံရေးအားစုပြည်သားမှာအမည်အမျိုးမျိုးနော်ဟိုစားပေါ့လေရှိနေတဲ့ကာလတစ်ခုအောင်မှာဒီရေကောက်ပွဲကြောင့်ပေါ့လေကျွန်တော်တို့ပြည်သူလူထုဒီနောက်ထပ်ပြိပက္ခအသစ်တစ်ခုထမှန်ကြုံတွေ့ရမှာကိုကျွန်တော်တို့အနေနဲ့စူးရိမ်ပူပန်မှုရှိပါတယ်ဆိုတာကိုတော့ ဒါကျွန်တော်တို့ပြောစုဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်ရွေးကောက်ပွဲမလုပ်ခင်တက်ဆိုင်သူအင်အားစုတွေကြားနိုင်ငံရေးသဘောတူညီချက်ကြိုတင်ရယူနိုင်ရေးမက်ရှလာနောက်ပိုင်းမှာကျင်းပခဲ့တဲ့ Peace Talk အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့စစ်ကောင်စီဥက္ကဋ္ဌထံအကြံပြုချက်ပေးပို့ခဲ့တယ်လို့သူကဆက်ပြောပါတယ်။ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးအပြည့်ရထိုးတိုင်းသလနှကိုင်အဖွဲ့အစည်းမဟာမိတ်ခွန်အဖွဲ့ရဲ့သရုတ်ထအကြိမ်ဖြစ်အွန်လိုင်းကနေပြုလုပ်ခဲ့တဲ့ဥဆောင်အဖွဲ့အစည်းဝေးမှာထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ရုတ်နဲ့ရုရှားပါဝင်နိုင်ငံခေါင်းဆောင်တို့ရဲ့ထောက်ခံမှုကိုရရှိထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကျင်းပရေးဟာအပြည့်အဝမဟာမိတ်ခုနှစ်ဖွဲ့ကနေဆုံးဖြတ်ထားတဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်နဲ့တွေ့ဖက်နေတာပါအစီအစဉ်တွေထဲမှာပြည်ပခါမှာပါဝင်သူအဖွဲ့တွေအားလုံးတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်သတ်မှတ်ချက်မရှိဘဲအပြည့်ရေးကနေ Federal Democracy ပြည်တော်စုတည်ဆောက်ဖို့ခတိကဝတ်ပြုပြီးအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ရလာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီရွေးကောက်ပွဲကျင်းပဖို့ဖြစ်ပါတယ်။ဒါဟာရင်ဆိုင်နေရတဲ့ကြက်တဲကိုကျော်လွှားဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြန်လည်အသက်သွင်းတာမျိုးမဟုတ်ပဲ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကိုတဆင့်ချင်းဥတည်နေတာပါ။ဒီအချိန်မှာအပြစ်ရ EO တွေရဲ့ထိချုပ်ဒေသတွေအတွင်းရွေးကောက်ပွဲကျင်းပရာမှာပူးပေါင်းမှုတွေလုပ်ဖို့နဲ့လုံခြုံရေးအထွတ်အပါဝင်ဖို့စစ်ကောင်စီနဲ့ဆွေးနွေးမှုရှိခဲ့တဲ့အပေါ်ရှင်းထိုးစဉ်းစားရမယ့်အချက်ဖြစ်နေပါလိမ့်။ ဗိုလ်မှူးကြီးစောကျော်ညွန့်ပြောတာကတိုးတက်ပြောင်းလဲနေတဲ့နိုင်ငံရေးခင်းကျင်းမှာတဖွဲ့ချင်းစီရဲ့လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်နဲ့လှုပ်ဆောင်နိုင်တဲ့အတိုင်းအတာပေါ်မူတည်တယ်လို့ဆိုပါတယ်ဒီကိစ္စကတော့ဒါကျွန်တော်တို့ဟိုးအရင်ကလည်းပဲတဖွဲ့ချင်းစီရဲ့တွေ့ဆုံညှိနှိုင်းမှုကနေအဲဘယ်အဖွဲ့တရားတော့အာတဘောတူညီမှုတွေဘယ်လိုရှိခဲ့တယ်ဆိုတာတော့အတိအကျတော့ကျွန်တော်မသိပါဘူးဒါကကျွန်တော်တို့ 7E ကို Alliance အနေနဲ့ကတော့တဖွဲ့ချင်းစီ ရဲ့လုတ်ပိုင်ခွင်းပေါ့လေတဖွဲ့ချင်းစီရဲ့ကိုပိုင်လူလတ်စွာဆိုးပြပိုင်ခွင်းနဲ့ဒါဆောင်ရွက်တဲ့ကိစ္စရတွေအပေါ်မှာတဖွဲ့ချင်းစီရဲ့ဒီလုံးနိုင်တဲ့အတိုင်းဒါအပေါ်မှာပဲတဖွဲ့ချင်းစီရဲ့လူလတ်စွာဆိုးပြပိုင်ခွင်းနဲ့အဲ့လိုမျိုးသွားဖို့ပဲကျွန်တော်လည်းအဲ့လိုပဲနားလဲပါတယ်နိုင်ငံရေးကက်ခတ်တွေကတော့အပြစ်ရဲ့ EO တွေအများစုဟာအေးအားမရှိတဲ့အတွက်စေးရေးလှုပ်ရှားမှုမရှိတယ်လို့ နယ်မြေစိုးမမှုကလည်းဒေသအများပြားမရှိတဲ့အတွက်ရွေးကောက်ပွဲဆိုင်းရာတွေမှာပူပေါင်းမှုအားနည်းမယ်လို့သုံးသပ်ကြပါသည်။တစ်ဖက်မှာအပြည့်ရဲ့ EU တွေကရခိုင်မျိုးသားလွတ်မြောက်ရေးပါတီ၊မွန်ပြည်သက်ပါတီနဲ့ပုံအမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ်တို့ဟာအသွေးမတူတဲ့ရည်တည်ချက်တွေနဲ့အုပ်စုနှစ်ခုဖြစ်ပေါ်နေတာပါ။အပြည့်အဝမမေခွနဖွဲ့ထဲမှာရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS မော်ပြည်သက်ပါတီ NMSB ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒီမိုကရေစီအကျိုးပြုကင်းရက်တက်မတော် DKBA ကင်ငင်းကြဲအကောင်စီ KNU KNLPC လောက်ဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ပို့မြူတာလွတ်မြောက်ရေးဖွဲ့ချုပ် PNL ို NCS တို့ပါဝင်ပါတယ်နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင် UAE မှာအကြီးမားဆုံး AI အဆောက်အဦးကို American တည်ဆောက်မှာဖြစ်ပါတယ် ဒီသတင်းကိုတော့ဘေဘေကတင်ဆက်ပေးထားပါဗျ။ အမေရိကန်ကနိုင်ငံပြင်ပ UAE မှာအကြီးမားဆုံးဉာဏ်ရည်တူ AI အစအုံတစ်ခုတည်ဆောက်ရေးနိုင်ငံခြားသဘောတူလက်မှတ်ရေးထိုးလိုက်ပြီးဖြစ်ပါတယ်။တရုတ်က AI နည်းပညာကိုအသုံးချလာနိုင်တယ်ဆိုတဲ့အမေရိကန်ရဲ့စိုးရိမ်မှုတွေကြောင့်အဲ့ဒီသဘောတူညီမှုဟာအရင်ကတားမြစ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ Ares Software များပြည်တော်စု UAE ရဲ့ data center တွေမှာ Nvidia ဒါမှမဟုတ်တခြားကုမ္ပဏီတွေရဲ့ AI chip တွေထဲကဘယ်ဟာကိုသုံးမလဲဆိုတာကိုနိုင်ငံစလုံးကမပြောသေးပါဘူး။ ဒါပေမဲ့အခုသဘောတူညီမှုကြောင့် UAE အနေနဲ့အစိမ့်မြင့် AI chef တွေအသုံးပြုခွင့်ရရှိလိမ့်မယ်လို့သတင်းအရင်းမြစ်တွေကပြောပါတယ်။မေလ15ရက်ကအဘူဒါဘီရှိနန်းတော်တစ်ခုမှာယွေဤတမရဇေယျရဲ့နာရင်အမေရိကန်တမရဒေါ်နယ်ထရန့်တို့နဲ့ NVIDIA အမှုဆောင်အရာရှိချုပ်ဂျေဆန်ဟွန်းတို့ပြောဆိုဆွေးနွေးနေကြတာကိုရုပ်သံသတင်းတွေမှာတွေ့ရပါတယ်။ မေလ15ရက်ထရန့်ရဲ့အဘူဒါဘီခရီးစဉ်အတွင်းအပိဒါလက်မှတ်ရေးထိုးခဲ့တဲ့ကာလာရှီမျှော်လင့်ခဲ့ရတဲ့သဘောတူညီမှုဟာ UAE အတွက်အဓိကအောင်ပွဲဖြစ်ပါတယ်။ UAE ဟာသူတို့ရဲ့ကာလာရှီမဟာမိတ်အမေရိကန် သူတို့ရဲ့အကြီးမားဆုံးကုန်သွယ်ရေးလက်တွေပေါ်တရုတ်တို့နဲ့ဆက်ဆံရေးကိုဟန်ချက်ညီဖို့ကြိုးပမ်းနေချိန်မှာအခုလိုသဘောတူညီမှုရရှိခဲ့တာဖြစ်ပါတယ်။ရေနယ်အများအပြားထုတ်လုပ်နေတဲ့ UAE ကကမ္ဘာလုံးဆိုင်ရာ AI နည်းပညာပိုင်ဆိုင်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာစေဖို့ဒေါ်လာဘီလီယံပေါင်းများစွာသုံးစွဲနေပါတယ်။ဒါပေမဲ့တရုတ်နဲ့သူတို့ရဲ့ဆက်ဆံရေးကြောင့်အရင်အမေရိကန်သမ္မတဂျိုးဘိုက်ဒန်လက်ထက်မှာအမေရိကန်ကွန်ပျူတာချက်ဖ်တွေအသုံးပြုခွင့်အကန့်အသတ်နဲ့ပဲရှိခဲ့ပါတယ်။ UAE က American Data Center တွေမှာယင်းနှိမ့်နှံ့ရေးတိဆောက်ရေးနဲ့ရန်မုံငွေထောက်ပံ့မှုသဘောတူထားတယ်လို့အင်ဗျူရောကပြောပါတယ်။အဘူဒါဘီမြို့ရှိ25.62ကီလိုမီတာကျယ်ဝန်းတဲ့နေရာမှာအဲ့ဒီ AI အဆောက်အအုံကိုတိဆောက်သွားမှာဖြစ်ပါတယ်။ငလင်ကြောင့်အထမ်းမြင့်အဆောက်အဦပျိုချမှုနဲ့ဆက်ဆက်သူတွေကိုထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းဒီကတင်ဆက်ပေးထားပါတယ်။ လုံသမားဓာစင်နဲ့ချီတေးဆုံးခဲ့ရတဲ့ဘန်ကောက်မြို့မှာရှိတဲ့အထက်မြင့်အဆောက်အဦတစ်ခုညလင်ကြပြုတ်ချမှုနဲ့ပတ်သက်လို့ထိုင်းတရားဝန်တစ်ခုကလူ၁၈ဦးကိုမေ၁၅ရက်မှာဖမ်းရမ်းထုတ်လိုက်ပါတယ်။အစိုးရစီးရင်စစ်ရုံးဖွင့်လှစ်ဖို့ဆောက်လုပ်နေတဲ့အထက်၃၀မြင့်အဆောက်အဦဟာမတ်၂၈ရက်ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8ဆင့်ရှိငလင်ကြောင့်စက္ကန့်ပိုင်းအတွင်းအမှတ်ပုံဖြစ်သွားခဲ့ရပါတယ်။ငလင်ကြောင့်ဘန်ကောက်မှာအဲ့ဒီအဆောက်အဦတစ်ခုလည်းပြိုကျခဲ့တာဖြစ်ပြီး မြမြဆန်းဆန်းပြိုကျသွားတာကြောင့်ဆောက်လုပ်မှုအခြေအတွင်းနဲ့ပတ်သက်လို့မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။အစာဦးပြိုကျမှုနဲ့ဆက်ဆက်တဲ့လူ18ဦးပါဝင်တဲ့အုပ်စု3စုအတွက်ထိုင်းတရားရုံးကဖုံးတမ်းထုတ်လိုက်ကြောင်းလက်ထောက်ရဲမှုချုပ်စီဒန်ဘွန်ဆွန်က AFP သတင်းဌာနကိုပြောပါရီ။ဖော်ရံအထုတ်ခံရသူတွေနဲ့ပတ်သက်လို့အသေးစိတ်ကိုသူကမပြောပေမဲ့အဲ့ဒီအစာဦးကိုဆောက်လုပ်နေတဲ့ Italian Thai Development ITD ကုမ္ပဏီပါဝင်တယ်လို့ထိုင်းမီဒီယာမှာဖော်ပြထားပါရီ။ အဲ့ဒီအစာဝတ်အပျက်စီးတွေကြားကအလောင်း89လောင်းရှာတွေ့ခဲ့တယ်လို့ရရှိတွေကပြောကြပြီးလူခဏဝုကိုရှာမတွေ့နိုင်ခဲ့ပါဘူး။အဲ့ဒီစီမံကိန်းကိုအီတလီထိုင်းကုမ္ပဏီ ITD ထိုင်းဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုနဲ့တရုတ်လုပ်ငန်းစုတစ်ခုကပူးတွဲဆောက်လုပ်နေတာဖြစ်ပါသည်။တောင်းထားတဲ့တန်ကြောင်းတွေကိုဘေးအန္တရာယ်ကင်းရှင်းရေးထိုင်းရာရှိတွေပြီးခဲ့တဲ့လကစစ်ဆေးရာမှာတန်ကြောင်းတွေစံချိန်မမီဘူးဆိုတာတွေ့ရှိခဲ့ပါသေးတယ်။အဲ့ဒီအစာအုပ်ပြိုကျမှုနဲ့ပတ်သက်လို့ထိုင်းကတရုတ်လုပ်ငန်းရှင်တို့ကိုဖမ်းဆီးထားပြီးဖြစ်ပါသေးတယ်။ မ်းဖြန်မေလ18ရက်နေ့အတွက်မိုးလေဝသအခမ်းအနားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအရှေ့ပိုင်းအလယ်ပိုင်းမြဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတွေမှာတိမ်အထင်းထင်းမှတိမ်ထူထပ်နေပြီးမြန်မာနိုင်ငံအထက်ပိုင်းမှာတိမ်အနှဲငယ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံအလယ်ပိုင်းမြဝကျွန်းပေါ်နဲ့တောင်ပိုင်းဒေသတွေမှာနေရာဆက်စိတ်မိုးတချုံရွာသွန်းနေခဲ့တာကိုမိုးလေဝသဂျိုလူကုံရဲ့ဒီမှာတွေ့မြင်ခဲ့ရပါတယ်။ အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်ရဲ့အရအနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတောင်ဘက်စွန်းဒေသတွေမှာမေလ23ရက်နေ့မှာစတင်ဝင်ရောက်ခဲ့ပြီးမြန်မာနိုင်ငံတောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းဒေသတွေကိုမေလ22ရက်ကနေ26ရက်အတွင်းမှာလည်းကောင်းမြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းဒေသတွေကိုဇွန်လ1ရက်နေ့နောက်ပိုင်းမှာလည်းကောင်းဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်ဒီခုတစ်ပတ်အတွင်းမုတ်တုံဝင်ရောက်နိုင်ချိန်ကုန်းပြေပေါ်မှာမုတ်တုံလေးပြားနဲ့ရွှေဝန်းတွေဖြစ်ပေါ်နိုင်တဲ့အတွက်နေရာကွက်လိုမိုးကြီးခြင်း မိုးသီးကျွေခြင်း၊လေပြင်းတိုက်ခတ်ခြင်းနဲ့တရက်တပြက်ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နိုင်ပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထက်အထက်မှတိမ်ထူထန်နိုင်ပါတယ်။တနင်္လာရီကန်ယူရန်နဲ့မုတ်တမခွေဘတ်တို့မှာလေဟာအနောင်နောင်မြောက်ဘက်ကနေတနင်္လာရီ25မိုင်မှ25မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးတိုင်းအထက်အထက်မှလှိုင်းကြီးနိုင်ပါတယ်။ရခိုင်ကန်ယူရန်နဲ့မြို့ဝကျုံပေါ်ဒေသတွေမှာလေဟာအနောင်နောက်တောင်ဘက်ကနေတနင်္လာရီ9မိုင်မှ10မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီး လိုင်းနေငယ်မှာလိုင်းတင်တင်ရှိနေပါတယ်။နေပြီးတော့သခိုင်းတိုင်း၊မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊တနင်္လာရီတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံကြားမှာနေရာဆက်စိတ်မိုးထချုံရနိုင်ပြီးပဲခူးတိုင်းမှာတော့နေရာဆက်စိတ်မှာနေရာကျကျမိုးထချုံရနိုင်ပါတယ်။မြန်မာနိုင်ငံတဝမ်းလုံးမှာပုံမှန်အပူချိန်အောက်ကြာဆင်းနိုင်ပါတယ်။ အမြင့်ဆုံးပူချိန်ကြီးအနေနဲ့မော်လမြိုင်မြို့နယ်တဝယ်မြို့တို့မှာ32ဒီဂရီစင်တီဂရိတ်စီပန်အမြို့မှာ30ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာခင်းအလွန်ရောက်ကြီးအညွန်ကိအလွန်ပြင်းထန်တဲ့အဆင့်မှာရှိနေနိုင်ပြီးမြဝကျွန်းပေါ်ဒေသတွေမှာအလွန်မြင့်မားတဲ့အဆင့်နဲ့မြန်မာနိုင်ငံအထက်ပိုင်းမှာတော့တာမန်အဆင့်မှာရှိနေနိုင်ရဲ့လို့ခန့်မှန်းရရှိပါတယ် ဒီမိုးလေဝသအစည်းအဝေးကိုတော့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့မေးအန်ရဲ့ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုန်းတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်တောင်လင်းထိုင်းရဲ့ညာ၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခန်းစားခဲ့ရတာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါသေးရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။